အားလုံးပဲမင်္ဂလာပါ TKC တပတ်ထိုင်းခုကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အရန်အရသာကောင်းပြီးစီးပွားဖြစ်လှုပ်ရှားလို့ရတဲ့ထိုင်းစတိုင်ဒီရင်တီပေါမုတ်အုံတို့လေးကိုလာပြီးတော့မှလှုပ်ပြပေးမယ်အရင်ဦးဆုံးချင်တို့ဆုံးမွေးရွက်ခုမယ်ပေါ့နော်ဆုံးမွေးရွက်ကတော့ကိုယ်တိုင်စိုက်ထားတဲ့ဟာလေးခုမယ်ခုပြီးတော့အနေတော်လေးညက်တယ်ပြီးလို့ရှိရင်ရေတလီတာထည့်ပြီးတော့မှအနှဲငယ်လေးကြိတ်လိုက်တယ်ပေါ့နော်ဘာကြောင့်ကြိတ်တာလဲဆိုချင်တို့ဒီဆုံးမွေးရွက်အရင်နဲ့ပဲကောက်ငင်းစိန်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဆုံးမွေးရွက်နဲ့စိန်နဲ့ကောက် ်မြင်ရဲ့အနံကအရန်ကိုမွေးတယ်ပေါင်းလိုက်ရင်ပေါ့နော်အဲ့တော့ကျွန်တော်နိုင်ဝက်စိန်ပြီးရင်ဒီပေါင်းချောင်လေးကိုထည့်တယ်ပေါ့နော်ထည့်ပြီးတော့မှစတင်ပြီးတော့ပေါင်းမယ်ဒီဘက်မှာကြတော့ကျန်အနီရောင်ပေါ့နော်ဒီပူကာလာလေးနဲ့ပေါ့အနီရောင်လေးလောက်ထားတဲ့ဟာလေးကိုဒါလေးကိုနိုင်ဝက်ပေါင်းလိုက်မယ်ပေါင်းပြီးတာနဲ့ ။ဒါယူအပ်ပြစ်တာနဲ့ဒီလိုမျိုးเนาะအနက်မှုမှုလေးနဲ့အရန်နူးညံ့ဤဆက်တဲ့ကောက်ကြီးလေးရပြီးပြီးရင်တော့ကျန်တို့ကြောက်ချောလုံးမယ်ပေါ့เนาะကြောက်ချောကတော့နှစ်ထုပ်သုံးတယ်။ရေကို5လီတာသုံးတယ်ပေါ့เนาะ။အဲ့အပြင်မှာကျန်တို့ကြောက်ချောမှုန်တဲ့ရေနဲ့ကိုအရင်ဖြောဆက်တယ်ပြီးသွားလို့ရှိရင်ပူနေတဲ့အာပြီးသွားလို့ရှိရင်နီးပူပူလေးနဲ့ပေါ့เนาะကျန်တို့အပူပေးပေးတယ်။နာယူအပ်ခံပေါ့။အပူပေးတယ်တကြားကိုကြတော့ပုံမှန်ဆို90တာထည့်တယ်ဒီနေ့ကတော့အချိုလျှော့သုံးမှာမို့လို့30တာထည့်တယ်ဒါလေးကို မှွေပြီးတော့မာမီအေးအေးလေးနဲ့နိုင်ဝက်ခန့်မှွေပေးမယ် ငွေပေးပြီးလို့ရရင်တော့ကျွန်တော်အာမီးပိတ်ပြီးတော့မှနှစ်ခုခွဲမယ်ပေါ့เนาะအာဒါလေးဆိုရင်တော့ရပြီးเนาะကြောက်ချော်အရေးပြပြလေးဖြစ်လာပြီးဆိုရင်တော့မီးပိတ်ပြီးတော့မှအာအရေးခွဲမယ်ပေါ့အရေးကတော့နှစ်ရောင်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်အိုးခွဲလိုက်တယ်ပေါ့เนาะတအိုးကကြတော့အုံးတို့350မီလီထည့်တယ်နောက်တစ်ခုကကြတော့ဒူးညင်းအမုတ်ကိုကျွန်တော်သုံးတယ်ပေါ့เนาะဒါကိုနှစ်ထပ်လုပ်မယ်ပေါ့နှစ်ထပ်ဆိုရင်တော့ကိုလုံးမဲ့အထက်ကိုထားမဲ့အထက်အောက်ထပ်မှာရင်ထားတယ်ကျန်ကဒူးညင်းဒီအထက်ကို အောက်မှာယင်ထားတယ်နည်းနည်းလေးအေးခံတယ်အေးခံပြီးလို့ရှင်အပေါ်မှာအုံတို့ ဟိုပြန်ပြီးတော့မှတထက်ထက်ထဲ့တယ်ပေါ့နော်ထွက်လာတဲ့ခါကျရင်နှိုင်းရောင်14ဖြစ်ရအောင်ပေါ့နော်ပြီးလို့စီရင်တော့ကျွန်တော်အပြင်မှာပဲအေးခံထားရင်တော့ဒီလိုမျိုးကြောက်ချော်ရတာကောင်းကောင်းလေးထွက်တယ်ပေါ့နော်ပြီးလို့စီရင်တော့အုံနို့အေးစတင်လုပ်မယ်အုံနို့ကတော့ယူရီယာအုံနို့နှစ်ပူးသုံးတယ်ပြီးလို့စီရင်တော့ရေ2လီတာထည့်တယ်တကြာ3တကြာ30တာပေါ့နော်အဲ့လိုမျိုးထည့်ပြီးတော့စားနှဲငယ်နှဲကျွန်တော်မှုေပေးတယ်အာအနံ့လေးတအားကိုမှုလေးလာတယ်အကုန်လုံးကြော်ပြီးဆိုရင်တော့ကျွန်တော်အိုးလေးထဲမှာထည့်မယ်ပြီးတော့ စဉ်သူရင်တီเนาะသူရင်တီကတော့မပါမဖြစ်သူရင်တီကိုအာအစီတွေထုတ်ပြီးတော့မှသူရင်တီရဲ့အသားတွေကိုဒီအုံးနှုတ်ထဲမှာထည့်ပြီးတော့မှုေတာပေါ့เนาะအဲအနံ့လေးတအားကိုမှုေတယ်ပေါ့เนาะဒီပေါင်မုတ်အုံးနှုတ်ဆိုရင်လည်းသူရင်တီအနံ့လေးနဲ့အရန်မှုေတော့အရန်စားကောင်းတယ်ဒါလေးကိုမှုေလိုက်မယ်ပြီးရင်စတင်ထည့်မယ်ပေါ့เนาะဒါဆိုရင်တော့အရန်အရသာကောင်းပြီးတော့မှာ ကိုလှုပ်ရောင်းချင်လဲရောင်းလို့ရတယ်စီးပွားဖြစ်ဒါတော့အခုတကြံရက်တွင်မှာဒါကျွန်တော်အကိုတွေလာလဲတယ်မိဘတွေလှုပ်ချင်ဖြစ်တဲ့ဟာလေးကိုလည်းကျန်ဗီဒီယိုလေးနဲ့ရိုက်ပြီးတော့မှမျှဝေပေးလိုက်ပါတယ်တကယ်လို့မှမတိနားမလဲတာစီးရင်လဲ comment မှာရေးခဲ့ဘာမှလှုပ်ခိုင်းချင်လဲ comment မှာရေးခဲ့လို့ရပါတယ်အားလုံးကျေးဇူး